အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube Channel ကနေနေထွေးစာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့ Science ဆရာမြတ်တန်းတင်ရေးသားထားတဲ့နိုင်ငံတကာခေတ်သစ်ကဏ္ဍဝေဝုထုတို့များစာအုပ်ထဲကဆရာဘာသာပြန်ရေးထားတဲ့မတာတစ်ခုအရင်ပြုရေဆိုတဲ့အိန္ဒိယဝုထုတို့တဲ့ဘုတ်ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြီးကြပါခင်ဗျာမတာတစ်ခုအရင်ပြုရေအဖေနှင့်သားသည်ဒေရကဝအနေရှင်မိဖို့ပေးတွင်ထိုင်နေကြ၏တဲတဲတွင်မူသားဤဇနီးတဲ့ ဘူဒီဒီကဘာဇလီလှူရှားသည့်ဝေဒနာကို ခံစားလျက်ရှိစူးရှားစွာအော်ဟစ်လျက်ရှိသောအတန်ကြောင့်သူတို့နှစ်ယောက်စလုံး၏နှလုံးသားများသည့်အခုံရက်သွားသည်ဟုထင်လိုက်ရ၏ညမှာစောင်းညတညဖြစ်၏တရွာလုံးသည်တိတ်ဆိတ်လျက်ရှိကအမောင်တူကြီးရဲတွင်နှစ်မြုပ်လျက်ရှိတို့လည်းတစ်နေ့လုံးအလုတ်သွားနေကြတာကောင်းမလေးအချိန်နဲ့တော်ဆိုးတယ်ထင်တယ်ဝင်ကြည့်လိုက်ပါအောင်လားဟုကီဆူကပြောသည်ဘာသူမှလည်းဗျာမြန်မြန်တည်သွားရင်မကောင်းတာပေါ့ဟု မာတပကဖြစ်သည်မင်းတော်တော်ရက်စတဲ့ကောင်ပဲကိုနဲ့တနည်းလုံးပေါင်းလာတယ်မိအားကိုတော့မင်းမတနာတော့ဘူးလားဟာသူဒီလိုဝေဒနာခံစားနေရတာကိုကျွန်တော်မကြည့်ချင်ဘူးဘေးသူတို့သားဖသည်ရာထဲတွင်နေမဲ့ပြက်နေသောဖက်နှက်ချုပ်သမားများဖြစ်ကြသည်ဂီစုသည်အလုတ်တရက်လှုပ်ပြီးလျင်သုံးရက်နားလေးရှိသားဖြစ်သူ မာတပကလည်းလက်ကြောတင်အောင်မလုပ်ချင်နိုင်ဝဲလောက်အလုတ်လှုပ်ပြီးတိုင်းတနအီလောက်နာပြီးဆက်လေတောက်တတ်သည် ထို့ကြောင့်သူတို့သားဖာနေရဖို့ဘဲသွားသွားအလုပ်ကောင်းကောင်းမဖြစ်ချင်းအိမ်တွင်စံတဆုပ်စာလောက်ရှိရင်ပင်သူတို့ကောင်းကောင်းအလုပ်မလုပ်တော့တို့ဖြစ်နေရလောက်ထမင်းမစားကြပဲနေပြီးနောက်ဂီစုသည်တစ်ပင်ပေါ်သို့တက်ပြီးတစ်ကိုင်းများကိုခုတ်ချသည်သားဖြစ်သူမာတပကဈေးသူသွားရောက်သည်ထင်ရောက်ပြီးပတ်စံလေးနည်းနည်းရှိရင်လည်းနောက်ထပ်အလုပ်မလုပ်တော့နောက်တခါစားစရာမရှိသည့်အခါတွင်မှထင်းခုတ်ပြီးရောင်းကြပြန်သည်သို့မဟုတ်ရင်လည်းအလုပ်ကလေးပါလေးနည်းနည်းပပပြန်လုပ်သည်သူတို့လေသမား ရွာကလေးအတွက်အလုတ်မရှားပါလှုပ်ချင်သည်ဆိုရင်အလုတ်တွေတပုံတပင်ရှိသည်တို့ရရင်သူတို့နှစ်ယောက်ကိုမှမဖြစ်မှခေါ်ရအလုတ်ခိုင်းကြသည်သူတို့ကိုခေါ်ခိုင်းရင်တယောက်စာကိုနှစ်ယောက်လှုပ်ကြသည်မဟုတ်လောသူတို့နှစ်ယောက်သာအရညဝါသည်ပုဂ္ဂိုလ်များဖြစ်ခဲ့သည်ဆိုရင်တန်တုံတိဆဟုသောကျင့်နဲ့ရောင်ရဲခြင်းတရားကိုရရန်အထူးကျင့်ကြံအားထုတ်ကြလိုမည်မထင်သူတို့နှုတ်ဦးသည်ရသည်များဖြင့်ရောင်ရဲခြင်းနဲ့နိုင်ကြသူနှုတ်ဦးဖြစ်သည် သူတို့ဘဝလည်းခက်ဆန်းဆန်းပင် သူတို့တဲတဲတွင်မြေဦးနှလုံးသုံးလုံးမှအပါတခြားဘာမှမရှိသူတို့ဝစ်စားထားသည့်အဝစ်စားများကလည်းအချက်ကိုဖုံးနိုင်သည်ဆိုယုံအဆုတ်အပြက်များဖြစ်သည်သူတို့တွင်အကျွေးတူရလည်းလဲပင်ခိုင်နေပြီတို့ရတွင်ကျွေးထူမပူတန်းထူမရဆိုတဲ့ကဲ့သို့ထိုကိစ္စအတွက်ဘာမှပူပင်ခြင်းမရှိတော့အစဲအစုံအရိုက်ပုတ်ခန်းသည်ထို့အတွက်လည်းဝန်းနေခြင်းမဖြစ်သူတို့တွင်အမြဲလိုလိုစင်းရဲလျက်ရှိသဖြင့်မိတ်ဆွေများကပန့်ပိုးချင်းကားကြရသည်တို့ရတွင်ဂျေးကိုပြန်ဆက်သည့်အခါဟူ၍တကားမှမရှိစဘူး ပဲပေါ်ချင်းအလူပေါ်ချင်းဆိုရင်သူများအခင်းမှဝင်ခိုးတတ်သည်တခါတရံတွင်သူများကြံခင်းမှကြံကိုခိုးတတ်သေးသည်ဒီလိုဖြင့်ဂီစုလောကကြီးတွင်နေလာခဲ့သည်မှာအနှစ်60ရှိပြီတားဖြစ်သူမာတဘကလည်းဖဲ့ဒူသားပြပြီးဖဲ့အခြေရာကိုထက်ချက်နင်းနိုင်သူဖြစ်သည်ဖဲ့တဲ့တားတလကြီးဆိုသလိုဖဲ့ထက်ပင်ဆိုသေးသည်ဂီစုဤမယားသေးသည်မှာကြာလာပြီမာတဘမှာလွန်ခဲ့သည့်တစ်နှစ်လောက်ကမှအိမ်အောင်ချခဲ့သည် ူမိမရသည့်အခါတွင်ဇနီးတဲ့သည်သူတို့အိမ်တော်စုကိုစနစ်တကျဖြင့်ဖြစ်အောင်ထိမ့်သိမ်းပါသည်သည်ဇနီးဖြစ်သူကမောင်းထောင်းလိုက်သည်မျက်ရည်လိုက်သည်တို့ဖြစ်ပြင်းရည်သောအားကောင်းမောင်းတန်ယောက်ျားကြီးနှစ်ယောက်ကိုလှုပ်ကြွေးသည်သူရောက်လာသည့်နောက်ပိုင်းမှစ၍သူတို့သားဖနှစ်ယောက်သည်ရခင်ခထက်ပို၍အပြင်းထူလာကြသည်ထိုမြမကဘဝင်ပင်မြင့်လာကြသည်သည် သူတို့ကိုအလုတ်ခေါ်ရိတ်ခိုင်းလျင်မတန်တဆပို့တောင်းကြသည်ယခုမူသူတို့ကိုလှုပ်ကြွေးခဲ့သည့်ချွေးမနှင့်မရသည်မိမဖွားနိုင်သဖြင့်တေငယ်သောကတ်နေလေပြီဘာမှမလုပ်ကြစိတ်ချလက်ချအိတ်နိုင်အောင်မိနေတဲ့တေမိအချိန်ကိုစောင့်နေကြသည်နဲ့ရှိကိစုသည် ခိုးလာသည့်အာလူးကိုမိဖုတ်ထားရမှဆဲ၍အခွန်တော်ရင်သွားကြည့်စမ်းပါဦးကွာ မကောင်းဆိုတာအမောက်ပြောကတွေဘာတွေများပူးနေသလားမသိဘူးငါတော့ပြောကဘူးတဲ့ထင်တာပဲဈေးဆရာခွင့်ရင်တော့ပြောက်မလားမသိဘူးဒါပေမဲ့ခက်တာကတို့ရမှာပြောကဆရာ ကိုတခါပင့်ငွေတစ်ချက်တော့အနည်းဆုံးပေးရလားမတပါသည်အထဲလို့မသွားခြင်းသူအထဲဝင်သွားစဉ်ရှိသမျှအာလူဖုတ်တွေကိုအဖေအကောင်စားပြစ်မိကိုဆိုရင်ဒီအထဲကိုကျွန်တော်မဝင်ရဘူးအဖေကကြောက်တယ်ဘာကြောက်ကြရှိတယ်လဲကွာဒီနားမှာငါတယောက်လုံးရှိနေရပါပဲ။ တပြင်းလည်းပြုတ်ကုန်တော့ကြည့်ပါလားဗျာမင်းအမေတို့ကငါကိုယ်တိုင်အနားမှာစောင့်နေတာသုံးရလုံးလုံးသူ့အနားမှာကြည့်ပဲတေတိတင်ကသူ့အနားမှာရှိရငါသွားလို့ဖြစ်မလားကွာမင်းမမရှက်နေမှာပေါ့ငါသူ့မျက်နှာကိုတော့ကောင်းကောင်းမြင်ဘူးတာမဟုတ်ခုကိုလုံးဒီဖြစ်နေတော့ငါသွားလို့ဖြစ်မလားခုလောက်ဆိုရင်လူတာလိမ့်တာနဲ့အဝိစားတော့ကတ်ချင်မှကတ်တော့မှာငါရောက်သွားရင်သူ့ဝေဒနာတက်တာလို့တက်တာငါခြေတွေလက်တွေတော့ကော့ကော့ကံကံလုံးနိုင်တော့မှာမဟုတ်ဘူးခလေးလေးမွေးရရင်လေးရိုင်းမွေးလိုက်ရင်တော့ဒုက္ခပဲဘာလို့ရမှန်းတော့မသိသေးဘူး ကျွန်တော်တို့အိမ်မှာလည်းဘာမှမရှိဘူးစီလည်းမရှိထင်းရက်လည်းမရှိဘာစုဘာမှမရှိဘူးမဟုတ်ပါနဲ့ကွာလို့လို့ရှိလာမှာပေါ့နှက်ထွင်းတဲ့ကရင်မှာဒီနေ့ထမင်းချန်ဟင်းချန်လေးမပေးဘူးလို့ညင်းလိုက်ပေမဲ့ကလေးလေးမူလာရင်တို့ကိုဟိုကဒီကပတ်စံတို့ဘာလို့ပေးကြမှာပေါ့ငါမှတားကိုရောက်တော့မွေးခဲ့တာပါမွေးတိုင်းငါအိမ်မှာဘာမှမရှိဘူးဒါပေမဲ့ဖះမတော့အလိုလိုဖြစ်သွားတာကြီးပဲနေရောညပါနဖူးကကြွေချင်းမကြအောင်လုပ်တည်လူများမှလည်းသူတို့နေပေမဲ့တာလိမ့်မသားပဲ လေသမားများ၏အားနည်းချက်များကိုသိရအခွင့်ကောင်းယူတတ်သူများမှမူချိန်ပွားချမ်းသာနေချနေပြီထို့ကြောင့်ဂီစုရင်ထို့သဘောထားမျိုးရှိသည်ကိုလည်းဘာမှအံ့ဩဖွယ်ရမှာဟုတ်မွေးသည့်အတူတူပင်မကြီးစွာလုံရင်မွေးရသည့်ထက်မပင်မပန်းတက်တက်တတမွေးရသည့်လမ်းကိုရွေးရသည့်အတွက်ဂီစုသည်အခြားသူများထက်စဉ်းစားဉာဏ်ရှိသည်ဟုပြင်ရှင်းမရတော့မလို့ဖြစ်နေသည်သူတွင်ရွာကကြီးရတဲ့များလိုချမ်းသာအောင်လုပ်တတ်သည့်အီချင်းလည်းမရှိထို့ကြောင့်အလုံးမလုံးပဲပြင်းရင်သူချင်းအတူတူ သွေးဆုပ်တက်သူများကရွာတွင်ကြီးရက်တွေအုပ်ချုပ်သူတွေဖြစ်နေပြီးသွေးမဆုပ်တက်သည့်ကိစုမှာဒူထင်သေးစရာဖြစ်နေသည်တွေ့ရရင်မြို့တော်ပင်ဖြစ်စေကိစုသည်သူမချမ်းသာလင်းသာရှိစေ အခြားသူများကဲ့သို့အခါကျိုးမတက်ပင်မဆင်းရဲစွာအလုံမလုံရသည်မှာကထင်ရှားသည်ထို့ပြင်သူတွင်အခြားသူများကလာ၍သိဆုပ်စရာဆိုရင်လည်းဘာမှမရှိသည့်အတွက်ဘာမှပူပင်ကြောင်းကြစရာမလိုသူတို့နေရာသည်ပြပုံထဲမှအာလူများကိုဆယ်ယူကပူလောင်လျက်ရှိသည့်ကြားကပင် ပလုတ်ပလောင်စားပစ်လိုက်ကြသည် သူတို့ဘာမှမစားရသည်မှာရက်နှစ်ရက်ခန့်ကြာခဲ့ပြီထို့ကြောင့်အာလူအေးအောင်မဆောင်နိုင်တော့ပူပူနဲ့စားပစ်လိုက်ကြသဖြင့်ရှာရီပူလောင်ကုန်သည်မျက်လုံးမှမျက်ရည်တွေကျလာသည့်တိုင်အောင်သူတို့သားဖသည်အစာပြိုင်သည့်နဲ့အာလူများကိုအ мян ဆုံးစားပစ်လိုက်ကြသည်သူတို့စာရင်လုံခဲ့သည့်အနည်း20ကသူရောက်ခဲ့ဘူးသည့်မြေရှင်ဤမင်္ဂလာဆောင်ကို ကီဆူအမရနေသည် ထိုစဉ်ကသူစားခဲ့တောက်ခဲ့ရသည်ကို သူ့တသက်တွင်မိနိုင်တော်မူမထင်ပြန်တွေးလိုက်တိုင်းပီတိဖြစ်ရသည်အဲ့ဒီမိပိုင်ရှင်ရဲ့မင်္ဂလာဆောင်ကိုတော့ငါတသက်မမေ့တော့ဘူးကွာတသက်မှာကြီးတစ်ခါပဲအာရပါရစားဘူးသေးတယ်ကျွေးလိုက်တဲ့မုတ်တွေကလည်းအောတိုင်းနေရပဲထောပါနဲ့ကလည်းမွေးလို့မင်္ဂလာဆောင်လာတဲ့လူတိုင်းအဝကျွေးတာဒါရင်ကယူလာတခြားအစားအသောက်တွေကလည်းအရှံပဲပဲတနက်ပါတယ်ဒိန်ချင်ပါတယ်ဟင်းက၄ခွက်တောင်ပါတယ်အချိုးလေးကျွေးလိုက်သေးတယ်ဘယ်လိုအရသာရှိမှန်းတော့မပြောတတ်တော့ဘူး ပြီးတော့အားရပါးရစားပြစ်လိုက်တာဘိုက်ကိုတင်းနေတာပဲ။ထမင်းစားပြီးရေတောင်တောက်လို့မရတော့ဘူး။ထမင်းလိုက်တဲ့လူတွေကလည်းတောင်းတလောက်လာပြီးတာပဲ။တော်ပါပြီမထက်ပါနဲ့တော့လို့ပြောပြီးမပြောဘဲကိုလှုပ်ဝါနဲ့အုပ်ထားတာတော့မရဘူးရှင်းမှအတင်းလာကြတယ်။အဲစားလျက်စားလို့တောက်လို့လက်ဆေးပြီးတော့ကွန်းရီလာချပြန်တယ်ကွာ။ဒါပေမဲ့အဲ့နေ့ကတော့ဘယ်မှကွန်းဝါတော့မလဲကွာ။ငါပြစ်ထိုင်ရကတော့မထားနိုင်တော့ဘူး။အိမ်လဲရောက်ရောဘာပြောကောင်းမလဲအိတ်ပြစ်လိုက်တာပဲအဲ့ဒီနေ့တော့ကတော့မြေပိုင်ရှင်ကလည်းကျွေးလိုက်မူးလိုက်တာကွာစေတနာဘလက်ဘွားပဲ မာတဘသည်သူ့အဖေပြောသည့်အစားအသောက်များကိုမန်းချီကစိတ်ထဲတွင်အယတာခံနေသည်ခုခေတ်တော့ဒီလိုအကျိုးမျိုးတွေမရှိတော့ပါဘူးဖေရအေးလေခုခေတ်တော့လည်းဘယ်ကျွေးနိုင်ကြပါတော့မလဲဟိုတုန်းကတော့တမျိုးကိုခုခေတ်ကြတော့လူတွေကလည်းချွေတာလာကြတယ်မင်္ဂလာဆောင်တို့အတုပတို့ဆိုရင်လည်းတိတ်ပတ်ဆန်အကုန်မခံကြတော့ဘူးခက်ချင်းချင်းပဲလုပ်ကြတော့တယ်စင်ရဲသားတွေစီကသွေးဆုပ်ထားတဲ့ပတ်ဆန်တွေကိုဘာများလုပ်ပြကြတယ်လည်းမသိဘူးပတ်စံတွေကိုဒီလောက်ဆုထားတာဘာလို့မှလဲကွာလွယ်လွယ်နဲ့သွေးဆုပ်လို့ရတာပဲလွယ်လွယ်ဖြုံးပြလိုက်ပေါ့ အဲ့တုန်းကအဖေကိတ်မုတ်တွေအခု20လောက်စားခဲ့ရမှာပေါ့ဘယ်ကမလဲကွာအများကြီးပဲကျွန်တော်သာဆိုရင်အခု50လောက်စားပြလိုက်မှာอืมငါလည်းဒီလောက်တော့စားခဲ့တယ်ထင်တာပဲအဲ့ဒီတုန်းကတော့ငယ်လဲငယ်စားလို့တောက်လို့လည်းကောင်းတဲ့အရွယ်ကိုကမင်းကိုလုံးဟာအဲ့ဒီတုန်းကငါတက်ဝဲတောင်မရှိချင်ဘူးအာလူဖုတ်ကိုစားရရတောက်ပြီးတော့သားဖာနှစ်ယောက်ဒီမိဖို့ဘဲတွင်မိဖို့ဘဲတွင်နဖူးနေသူထီအောင်ကွေးကဒူဒီကိုခြုံရဲလဲနေကြသည် စပန်အုံမွေကြီးနဲ့ကောင်ခွေးနေသည်နှင့်တူပေ၏မနက်လင်း၍တဲတဲသို့မာတဘဝင်လာသည့်အချိန်တိုင်းမူသူ့ဇနီးတဲ့ဘူဒီသည်အသက်မရှိတော့ဘဲအေးဆက်တောင်းတင်းနေလေပြီသူ့မျက်နှာပေါ်တွင်ရင်ကောင်တွေဝဲလျက်ရှိ၏သူ့မျက်လုံးများကလည်းပြူးထွက်ကာတဏှာကိုစူးစိုက်ကြည့်နေကြသည်သူ့တကိုယ်လုံးနဲ့ဖုန်လေးပေလေခလေးမှဗိုက်ထဲတွင်ပင်အသက်ပြောက်ခဲ့လေပြီ မာတဘသည်အပြင်သို့ပြေးထွက်လာခဲ့သည် သူတို့သားဖန်ရောက်သည်ရင်ဘက်ကိုထုကကျဲလောင်းစွာကိုကျွေးလျက်ရှိကြ၏ သူတို့ငွေတန်ကိုအိမ်ကြီးချင်းများကြားသည့်အခါတွင် ပြေးလာကြကထုံးစံအတိုင်းနှစ်သိမ့်စကားပြောကြသည်တို့ရရင်ကိုကျွေးပူဆွေးချင်းအချိန်မရပါအတုပကို လွှမ်းရန်အတွက်ဖြင်းစဝေရအောင်မီခေါင်းကို မီးတကြိုရန်ထင်းရှားရအောင်မီဆွန်၎င်း၏အတိုက်ထက်တွင် အသားတက်ရှားတကဲ့သို့သူတို့အိမ်တွင်လည်းပတ်စံရှားလာပြီးချင်းတားဖန်နှစ်ယောက်တင်ကိုကျွေးမီတန်းလျက်မြေပိုင်ရှင်အိမ်သို့လာခဲ့ကြသည်မြေပိုင်ရှင်မှာသူတို့နေရာမျက်နှာကိုပင်မကြည့်ချင်း ့အခင်းထဲမှာဘဲများအလိုများကိုမကြာခဏခိုးသည့်အတွက်ကြောင့်တချောင်းအလုံးလုံးစရာရှိနေလာမည်ဆိုပြီးမလာသည့်အတွက်ကြောင့်တချောင်းသူတို့နေရာကိုသူကိုယ်တိုင်မကြာခဏရိုက်ဖူးနှက်ဖူးတင်မဟုတ်လို့အဖိုးကြီးဘာဖြစ်လို့ငိုလာပြန်တာလဲသွားခင်ဗျားတို့မျက်နှာမကြည့်ရှင်ဘာလဲဒီရောက်မှမနေရှင်တော့ဘူးလားရွာပြင်ကိုမောင်းထွက်ရမလားကီစုကမြေကြီးကိုနှစ်ဖူးပြင်ထိပ်၍ကတော်သည်သူမျက်လုံးထဲတွင်မျက်ရည်များပြည့်စင်လျက်ရှိသည် ဆရာကြီးရဲ့ကျွန်တော်မှဒုက္ခရောက်နေပါတယ်။မင်းညတော့ကမာကတ်မာတပရဲ့မိမာဆုံးသွားပါတယ်။မင်းညကဆိုတညအလုံးဝေဒနာကိုတော်တော်ကြီးခံလိုက်ရတာ။ကျွန်တော်တို့လည်းသူ့အနားမှာတညအလုံးထိုင်ပြီးကြည့်နေရပါတယ်။ကျွန်တော်တို့ရှာလို့ရသမျှဆေးဝါးတွေတိုက်ပြီးတတ်နိုင်သမျှပြုစုတာပါပဲ။ဒါပေမဲ့နောက်ဆုံးတော့လက်လျှော့လိုက်ရတာပဲ။အခုဆိုရင်ကျွန်တော်တို့မှာစားရမယ်၊တောက်ရမယ်ဖြစ်ပြီးဒုက္ခတွေတွေ့နေပါတယ်။အတုပချဖို့ဇေယိတောင်မရှိပါဘူး။ ဒီတော့ဆရာကြီးတပည့်ကိုဆရာကြီးမှမခင်ဘယ်သူမှကဲမဲ့လူရှိတော့မှမဟုတ်ပါဘူးကျွန်တော်တို့ရှိစုမဲ့စုကလေးလဲသူ့ကိုပြုစုလိုက်တာနဲ့ဘာမှမကျန်တော့ဘူးဒီတော့ဆရာကြီးဆောင်မမဒီကိစ္စသူ့ကိစ္စပြီးမှာပါ တခြားဘသူစီမှလည်းအကူအညီတောင်းစရာလူမရှိပါဘူးနေပိုင်ရှင်မှာကျွန်တော်တနာတတ်တူတယောက်ဖြစ်ပြီးတို့ရရင်ဂီစုကိုတနာဟန်ပြရင်မဖြစ်သူ့ကိုတနာလျင်အကျိုးမဲ့အချင်းနီးတာဖြစ်ချိန်မီထို့ကြောင့်တော့ ခမရတို့ကိုခိုင်းစရာရှိလို့ခေါ်ရင်မပေါ်လာကြဘူးအရေးကိစ္စချင်းကြုံမှကြုတ်စီလာကြတာဟုဆိုကာမောင်းထုတ်ပြလိုက်ခြင်းသည်တို့ရရင်ယခုအချိန်ဒီစူပူချင်းမောင်းရအချိန်မဟုတ်စိတ်ဆိုးရအချိန်မဟုတ်ပေးပိုင်ရှင်သည်စိတ်ညစ်ညစ်ဖြင့်ဝင်တဲ့ချက်ကိုပြပြလိုက်သည်။တွေ့ရရင်နေတဲ့စကားကိုမှတခုမှမပြောလိုက်။ကိစုကိုလက်ရွေမြမချီ။ပေးပိုင်ရှင်ကိုရိုင်းကငွေနှစ်ချက်ကူလိုက်သည်ဆိုရင်ရွာရှိဈေးတယ်များကုန်စည်ဆိုင်ပိုင်ရှင်များကလည်း ညင်းရဲကြတော့မည်မဟုတ်ကိစုသည်မြေပိုင်ရှင်နာမည်ကိုအသုံးပြုကသူတို့ထံအကူအညီတောင်းရင်ရနိုင်မည်ကိုသိသည်တယောက်ကတမှုထက်လိုက်သည်နောက်တယောက်ကတမတ်ထက်လိုက်သည်တယောက်ထံကဆံရခဲ့ပြီးအခြားတယောက်ထံမှထင်များရခဲ့သည်ဝန်တဲ့ချိန်လောက်နဲ့သားဖန်နေရသည်အတုပလွန်ရန်ဖြင့်ဝင်ပူစည်းသူထလာခဲ့သည်အင်းကြီးနာကြီးများကအတုပအတွက်လှုပ်ရှားရှိသည်တို့ကိုလှုပ်ချင်ရခဲ့ကြသည် ကျွာထဲမှာတနာတက်သည့်မိမများကလည်းအတုပလံမိကြကကန်ဆိုးသည့်ဘူဒီဖြစ်ပုံကိုကြည့်ဝင်ကြသည်ဈေးတို့ရောက်လင်ကီစုကတို့မှာအလောင်းကိုမိတဲ့ကြိုးကိုထင်းတို့ပါလို့လုံလုံလောက်ရပြီမဟုတ်လားရပါပြီဒါပေမဲ့အလောင်းကိုလွမ်းဖို့ဖြင်းဆဝေရအောင်မီကဲတာပြင်းမြန်လာကွာဖြင်းဆခပ်ပေါ်ပေါ်တစားကိုဝေချရအောင်ဒါပေါ့ဈေးပေါ်ပေါ်ဟာကိုပဲဝေတာပေါ့ညဘဲဘသူတည်တည်ချာချာလာကြည့်နေမှလည်းတော်ယုံတန်ယုံပေါ့ အသက်ရှင်နေတော့အဆုတ်ပြဝစ်လာခရရလူပဲကွာတေကာမဘာဖြစ်လို့အလောင်းကိုဖြင်းဆကကောင်းနေလွှမ်းနေဦးမှာလဲဒီထုံးစံကိုဘယ်သူကများထွင်ခဲ့တယ်လဲမဆုနိုင်ဘူးဟုတ်တယ်ဖေရပြီးတော့အလောင်းကိုလွှမ်းနေဖြင်းကိုလည်းအလောင်းနဲ့အတူမြှို့ပြမှာပဲဟုတ်စားဒါပေါ့ကွာမသေးခင်ခုလို၅ချက်လောက်များရလိုက်ရင်သူ့ဖို့စေဘွားကလည်းမရပါလားကောင်းကောင်းမွန်မွန်ပြုစုလို့ရပါလားသူတို့နှစ်ယောက်ဒီတယောက်ဤတဘောကိုတယောက်အကဲခန့်နေကြ၏တားဖန်းနှစ်ယောက်ဒီဈေးတဲ့သူလျှောက်ပြီးကြည်ကြသည် အထေဆိုင်တဆိုင်ပြီးတဆိုင်ရှောက်ကြည့်ကြသည်ဆိုင်များတွင်ရှိသည့်ပိုးစားဖြင့်စားစသည့်အထေဆာမျိုးမျိုးကိုရှောက်ကြည့်ကြသည်တို့ရာတွင်မိသည့်အဆကိုမှမတွေ့တဖြည်းဖြည်းနှင့်ညက်နေစောင်းလာခဲ့လေပြီဘဲနဲ့တဘဲနဲ့တကြားများကလမ်းညွှန်လိုက်လေသည်မသိသူတို့နှစ်ယောက်သည်ဂျူတီစိတ်ကူးထားသည့်နယ်အရက်ဆိုင်တဆိုင်ရှိသို့ရောက်သွားကြသည်ဆိုင်ရှိသို့ရောက်တော့နှစ်ယောက်သားရောင်းလည်လည်လုံနေကြသည်နောက်ဆုံးတွင်ဂီစုကကောင်တာစီသို့သွားကအရက်တပလင်ပြပါဗျာဟုပြောသည် ထို့နောက်အမည်အချို့နှင့်ငကြောတကောင်ကိုဝေကာအရက်ဆိုင်အပြင်ဘက်ဝရန်တာရင်ထိုင်ရင်အရက်တောင်ရင်ပြင်ချသည်၃လေးခွက်လောက်ဇက်တိုက်တောက်လိုက်ချတောက်ချလိုက်သည့်အခါတွင်အချက်က တကိုးပြစာပြုလိပြီအလောင်းကိုလွမ်းဖို့ဖြင်းဆဝယ်နေရင်လည်းအလက်ကားပါပဲကွာမိချို့မှအတူတူဘာလို့ဝယ်ဦးမှာလဲအလောင်းကိုဖြင်းဆဖုံးတော့ကောအဲ့ဒီဖြင်းဆကသူ့နဲ့အတူကောင်းရသူကတိကိုလားမာတယ်လားဟုကီဆူဟာပြောသည်မာတဖကမူထုတ်ကိစ္စတဲ့တွင် သူ့မပါဟုလက်တကြားများကိုတိုင်တဲသည့်နယ် ကောင်းကင်ကိုမော်ချင်နေသည်ဒါကတော့ထုံးစံကိုအဖေရဲ့တလို့ဆိုရင်လူတွေကလည်းဖះရတို့ဘာတို့ကိုဘာဖြစ်ရှင်လို့ငွေတွေထောင်တောင်းချီပြီးလူနေကြတော့မှလည်းနောင်ဘွားမှာကောင်းရသူကတိကိုလာအောင်လူကြတာပဲဖြစ်မှာပေါ့ဟေးချမ်းသာတဲ့လူတွေအဖို့အေးမကြည့်ဘူးကသူတို့မှာငွေတွေတုံးလို့မကုန်နိုင်ဘူးတို့မှာကဘာရှိလို့လဲထမင်းစားဖို့တောင်မှအနိုင်နိုင်ရဲ့ဒါဖြင့်အလောင်းကိုဖုံးဖို့ဖြင်းစားပဲမှလည်းလူတွေကမင်းရင်ဘယ်နဲ့လုံးမလဲ ကြည်စုကရှိလိုက်လေပတ်စံဘေးကြပြောက်ခဲ့မယ်မသိဘူးကျွန်တော်တို့လည်းရှာလိုက်တာနဲ့နေပြီမတွေ့ဘူးလို့ပြောမှာပေါ့ကွာယုံတော့ယုံမှာမဟုတ်ဘူးဒါပေမဲ့နောက်တခါပတ်စံတော့ထက်ထဲချမှာပဲမာတပကထူအကျံကိုသဘောချရေးရှိလိုက်သည်ဟုတ်တယ်ဗျအဖေပြောတာမှန်နေอืมကျွန်တော်မိမတော်တော်တယ်မိမဗျာတည်တဲ့နောက်မှာတော့ကျွန်တော်တို့အတွက် လိုဒီလေးဒီမရှိအောင်လုပ်ပြခဲ့သေးတယ်။ပလင်းတဝဲခံကုန်လိမ့်ပြီးဒီစုဒီမုံများကိုအဝဲခိုင်းလိုက်၏။ဆိုင်မတငယ်ကလေးတယောက်ကိုခေါ်ပြီးတနက်အသေးချွန်နှင့်ချက်တဏီတို့ကိုလည်းထပ်၍အဝဲခိုင်းလိုက်ပြန်သည်။အရက်ဆိုင်ရှိတဲ့တဲတွင်အကျော်ဆိုင်ရှိသည်မဟုတ်လော။မာတပသည်ခတ်တုတ်တုတ်ထွက်သွားကခဏကြာလျှင်ဖက်ပြထုတ်ထားသည့်အထုံနှထုတ်ကိုဆွဲရည်ပြန်လာခဲ့သည် အားလုံးတစ်ချက်ခွဲပူးလောင်ရှိလိမ့်မည်ယခုဆိုရင်သူတို့လက်ထဲတွင်အကျွေအနှင်းငယ်သာကျန်တော့သည် တော်3000ကိုအစိုးရသည် ကိတ္တရာဇာချင်းသည့်မင်းသည်အောင်းဒီအောင်းသားကို စားတကယ်သူတားဖာနှစ်ယောက်တို့သည်မိန်ချက်စွာသုံးဆောင်ကြ၏လူတွေကမေးမြန်းမိကိုမကြောက်နာမည်ပြည့်မိကိုမစိုးရင်ဂျီစုကတရားတံဝေရတံဖြင့်အင်းဂျီတို့ကုသိုလ်ပြုတဲ့အတွက်ငါတို့ငါတို့သူကောင်းရသူကတိလာပါစေလို့စိတ်ထဲကဆုတောင်းပါတယ်ကွာတကယ်တော့သူဒါနမြောင်တို့ကစားရတာပါမာတပကခေါင်းတက်ဆက်ဆက်ညှိလိုက်ဟုတ်တာပေါ့ဗျာ ဖျားသခင်ကိုရောမြတ်ကြီးဖျားတပည့်တော်ဤဇနီးကိုကောင်းစွာသူကတိလောင်းမိုင်းမာတော်မူပါဖျားသူ့အတွက်တပည့်တော်တို့အရင်အမြတန်ပေးဝေပါလေဖျားတပည့်တော်တို့တသက်မှာတလောက်ကောင်းကောင်းမွန်မွန်တခါမှမစားဘူးပါဖျားခဏကြာလေမာတပတိတစုံတစ်ခုကိုတတိရလာသည်နဲ့တနေ့ကျရင်ကျွန်တော်တို့လည်းနေပြီးတော့သွားမှာပေါ့နော်အဖေကီစုကအဖေမပေး ယခုလိုမျိုးမျိုးမြဲမြဲစားတောက်နေတုန်းတွင်တေတိအကြောင်းများတခြားဘုံအကြောင်းများကိုသူမတွေးခြင်းမပြောခြင်းအဲ့ဒီရောက်လို့သူနဲ့တွေ့တဲ့အခါကျတော့သူကသူတေတုံးဘာဖြစ်လို့အလောင်းကိုဖင်ဆကလေးတစားမှမလွန်လိုက်တာလဲလို့မင်းကျွန်တော်ဘယ်နဲ့ပြရမလဲတောက်ဒီတောက်တဲ့ကွာဘာဖြစ်လို့မင်းနေတာလဲတောက်ဒီတောက်တဲ့မဟုတ်ဘူးခင်ဗျာတကယ်မင်းမမင်းမမအလောင်းကိုဖင်ဆမလွန်ဘူးလို့ဘသူကပြောလို့လဲကွာငါအသက်60ရှိပြီဒီလောက်တော့ငါလည်းနားလေတာပေါ့စိတ်ချ မင်းမိမအလောင်းကိုဖြင်းစမလွန်ရမှာမကူနဲ့လွန်ရစေမယ်ဖြင်းမအကောင်းစားဖြင့်ကိုလွန်ပြလိုက်မယ်မာတပမာသူစကားကိုမယုံသေးဘယ်ရဖြင်းစရလို့လွန်ပြရမှာလဲအဖေကအဖေကတော့အရေးမကြီးဘူးကျွန်တော်သာပြဿနာပေါ်မှာကိုလက်ထက်ယူခဲ့တုန်းကယူခဲ့ပြီးတည်တော့ဖြင်းစလေတစတော့လွန်မပြလိုက်ဘူးဆိုတော့ခီစုပါစီစူစူဖြင့်ဖြစ်ပါတယ်ဆိုမှကွာဘာဖြစ်လို့နောက်ထပ်ခဏခဏမေးနေရတာလဲဘယ်ရရမှာလဲ ိုးစွန်းကပေးလိုက်တဲ့လူတွေစီရပေါ့ကွာဒီတခါတော့တို့ကိုပေးဆံပြီးတော့မှမဟုတ်ဘူးဖြင်းစားပဲပြီးတော့မှမောင်ရဲ့ကျဲတို့လက်လာတဲ့အခါတွင်အရက်ဆိုင်သည့်စိုးစောကထက်ပိုရေးစူညံကပိုရေးပြောစရာကောင်းလာ၏တယောက်ကတချင်းဆို၏နောက်တယောက်ကစကကြီးစကကြဲတွေပြော၏နောက်ထပ်တယောက်ကသူ့အဖေါ်ကိုဖိရွေနန်းနေ၏တခြားတယောက်ကသူ့အဖေါ်ပစက်တွင်ဖန်ခွေတပီ၏အရက်ဆိုင်တစ်ခုလုံးနှင့်ပတ်ဝန်းကျင်တစ်ခုလုံးသည်မူးရှင်နေသည်ဟုထင်ရ၏ အချို့မှာတစ်ဆက်နှစ်ဆက်တောက်ယုံပြင်မှုသွားကြ၏အရက်ဆိုင်ပတ်ဝန်းကျင်သို့ရောက်သွားရသည်မှာအရက်တောက်ရသည့်ထက်ပွင်ပူ၍မိုးရစ်စရာကောင်းနေသည်သူတို့သည်ဂျမားဤဖြစ်စဉ်မှုကြောင့်အိနီယာသို့ရောက်လာခဲ့ကြကသူတို့ကိုသူတို့တည်တည်လို့ရှင်တည်လို့ဆိုသည်ကိုမိသွားကြ၏တည်တည်ဖြစ်စေရှင်တည်ဖြစ်စေကယူလည်းမဆိုင်တော့ပြီတို့ဖြင့်သားဖားနှစ်ယောက်သည်အရက်ကိုစင်ခံ၍တောက်နေကြ၏အရက်ဆိုင်ထဲမှလူများသည် သူတို့နှစ်ယောက်ကိုကြည့်နေကြသည်မိမြကံကောင်းလိုက်ပါသည်နီ သူတို့နှစ်ယောက်သည်တပလင်းကုံအောင်ဖြိုခဲ့ပြီးဘိုက်တင်းအောင်စားတော့ပြီးသည့်အခါ၌မာတဘသည်လက်ကြံမုတ်အနေငယ်ကိုအနည်းတွင်ရက်ချနေသည့်တံတောင်းစားတစ်ယောက်အားလမ်းပေးလိုက်၏သူတသက်တွင်တပါးသူဤကိုပထမဆုံးအချိန်ဘေးကမ်းဆွတ်ခြင်းလိုက်ရသည့်အတွက်ပီတိဖြစ်နေလေသည်ရော့ရော့စားလေကွာကုသိုလ်ရှင်ကတော့မရှိတော့ဘူးကွာတေးရှာပြီးအဲသူ့ကိုအမျက်တမ်းဝေပေါ့ကွာဒီပတ်စံကို သူခင်ဗျာအပန်းတကြီးရခဲ့တာပေါ့ကွာဟုကိစုကပြောသည် မတပားကကောင်းကင်ကိုလမ်းကြည့်လိုက်ရင်အဖေသူ့နေပြည်ရောက်မှာနော်နေပြည်ရောက်ရင်တရားမင်းရဲ့မိဖုရားကြီးဖြစ်ခြင်းဖြစ်နေမှာဂီစုကဝမ်တာပီတိဖြစ်စွာဖြင့်မတ်တက်ရက်လိုက်ရင်ဒါပေါ်กว่าနေပြည်ရောက်မှာပေါ့သူ့တသက်မှာဘသူ့ကိုမှဒုက္ခရအောင်မလုပ်ခဲ့ဘူးဘသူ့ကိုမှအကောင်အကောင်မကြံခဲ့ဘူးတည်သွားတဲ့နောက်မှာတော့တို့အလွန်တောင်းတနေတဲ့ဆန္ဒကြီးကိုဖြည့်ပြအောင်ကြည့်ပြသွားသေးတယ်မဟုတ်လားဒီတော့သူမနဲ့ပြမရောက်ရင်ဘယ်သူနဲ့ပြရအောင်မလဲ သွေးဆုပ်ခေါင်းပုံဖြတ်တဲ့လူချမ်းသာတွေကြတော့သူတို့တရင်ဂင်းကမြင့်ရင်လည်းသူတို့အဖြစ်တွေကိုစီးကြောကြရတယ်။ဝစ်ကြောင်းမှာအမွေးတိုင်းနေပါရင်းနဲ့ပူစော်ရတယ်။သူကြတော့ဒူးဆိုင်မှမရှိတာ။ဒါတွေဘာလို့ဆရာလို့ဒီလဲ။တို့ရရင်အရက်မူးချင်းရင်ချူးခြားတော့အတကိုးတက်ဒီမှာတစ်ခုမှစိတ်အပြောင်းလဲမြန်ချင်းဖြစ်။တားဖာနှစ်ယောက်ဒီကုသိုလ်ကောင်းမှုအကြောင်းကိုပြောနေရမှာအတုပအကြောင်းကိုပြန်တွေးမိကပူပန်တော့ကရောက်သွားချက်ပြန်သည်အဖေရဲ့ ကျွန်တော်မိမကလူပြည်မှာနေသွားတော့ငရဲချနဲ့အတူတူပါပဲတည်သွားတော့လေဝေဒနာကိုခံပြီးတည်သွားရရှာလာမာတဘာဒီမျက်နာကိုလက်ဖြင့်အုံရင်းရှိုက်ကြီးတငင်ကိုနေသည်ဂီစုကသူ့ကိုနေတဲ့ဘာဖြစ်လို့ငိုရတာလဲကွာဒီတန်တရာကြီးကလွတ်မြောက်သွားတဲ့အတွက်ဒုက္ခဝမ်းထောင်တာအောင်မယ်ခုသူ့မှာဒုက္ခဒုက္ခတွေမရှိတော့ဘူးခုလိုစောစောစီးကျွတ်သွားတာကံကောင်းတာပေါ့တားဖားနှစ်ယောက်ဒီမတ်တက်ထရက်လိုက်က ရှင်သင်မင်းရဲ့တို့ကိုလက်စားပေမဲ့လက်စားလို့ရမယ်မထင်နဲ့ဟုတခြင်းဆိုကြသည် အရက်ဆိုင်မှလူများသည် အာရပျော်ရွှင်စွာတည်ဆိုနေကြသည် သူတို့နေရောက်ကိုကြည်နေကြ၏ထို့နောက်သားဖားနေရောက်သည်ကကြ၏ခုံကြ၏လဲကြ၏မျက်လုံးတွေပြူးကြည့်ကြ၏သူတို့စိတ်ထဲတွင်ရှိသည့်ခံစားချက်များကိုခြေလက်ဖြင့်ပြကြ၏ထို့နောက်တွင်ကအရှင်လက်လက်အသူရာနှင့်ပြည်သူရောက်သွားကြလေသည်ညတန်တင် ဆက်လက်ဖတ်ပြမှာကတော့စိုက်စရာအဝင့်ကျော်ရေးသားထားတဲ့အမျက်ရရှိနိုင်ရဲ့အခွင့်အလမ်းများဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ခင်ဗျာအမျက်ရရှိနိုင်ရဲ့အခွင့်အလမ်းများအမျက်ရရှိရဲ့ဥတီချုပ်ပန်းနေကြသောစီးပွားရေးလုပ်ငန်းများသည်မိမိတို့လုပ်ငန်းတွင်အထူးကြသောအလုပ်သမားများကိုစိတ်ယုံများကဲ့သို့သဘောမထားဘဲအသက်ဝင်လှူရှာချိုးပန်းကြရန်လိုအပ်ပေသည်မိမိတို့ကုမ္ပဏီတွင်အလုပ်သမားများနှင့်တိုက်ရိုက်ပတ်သက်သည့်မူဝါဒတိုက်ရိုက်မဟုတ်သည့်တိုင်း တယ်ဝိုင်းရဲ့အကျိုးတစုံတရာတက်ရောက်နိုင်သောမူဝါဒများချမှတ်ရရင်အလုဒ္ဓမာများကိုတရင်အမောင်ထားခြင်းမျိုးသည်မလုတင်ပေရှင်တို့အလုဒ္ဓမာများကိုအတိမပေးဘဲထားခြင်းထက်အလုဒ္ဓမာများကိုရှင်းလင်းတင်ပြခြင်းအလုဒ္ဓမာများထံမှပြန်လည်ဆွေးနွေးတင်ပြသည်ကိုနားထောင်ပြီးခြင်းသည်သူတို့၏စိတ်ဓာတ်ကိုတက်ချွာစေနိုင်ပြီးရှင်တို့သောမူဝါဒများကိုအကောင်အထည်ဖော်ရရင်ထူးခဲစွာဆွံ့ရင်မြတ်သည်ကိုတွေ့မြင်ရမည်ဖြစ်သည် အရေးကြီးသောအချက်မှာအလုတ်သမားများကိုလှုပ်ဖော်ကင်ဖဲ့စုဝင်တူတစ်ဖွဲ့အလေးထားဆက်ဆံရေးပင်ဖြစ်သည်ဤသို့လှုပ်ဖော်ကင်ဖဲ့လိုတစ်မျိုးအကျိုးတူအစုဝင်တက်ဦးလိုတက်တွယ်ဆက်ဆံခြင်းဖြင့်အလုတ်သမားများ၏တစ္ဆာရှိမှုကိုနှင့်နာမည်ကောင်းကိုရှာယူနိုင်ပြီမည်။ငါမင်းကိုတိုင်ပင်မလို့ဒီမူဝါဒကိုတော့ငါစဉ်းစားထားတယ်အဲ့ဒါမင်းဘယ်လိုသဘောရတယ်လဲဒီမူဝါဒသာချပြီးဆောင်ရွက်ရင် မင်းရောငါတို့ကအချိုးရှိမယ်။မင်းသဘောတူရင်ငါတို့ကိုဆုံးဖြတ်လိုက်တော့မယ်ဟုသူကစကားမျိုးသည်အလौဒမား၏ခန္ဓာကိုယ်သာမကဥကောင်းရောအသံနှလုံးကိုမှရရှိနိုင်သောနည်းလမ်းဖြစ်သည်။အလौဒမားတို့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှထွက်လာသောတစ်ခုလောအားကိုသာရပြီးသူ၏ခံစားမှုသူ၏ယုံကြည်မှုသူ၏စိတ်ပိုင်းဆိုင်ရာခွန်အားကိုရရှိစေရန်မကြိုးစားသောလုပ်ငန်းများသည်အမြတ်မြတ်များရနိုင်ရန်အခွင့်အလမ်းနှင့်ပါပေလိမ့်မည်။မိမိလုပ်ငန်းနဲ့လုပ်ကိုင်နေသောအလုပ်သမားများသည်ငိုင်မီသောမျက်လုံးနှင့်ဆက်နေရန်ရားဆန်ဆန်ခေါ်ရင်သွားခိုင်းရင်လုံးခံမပြောဟုသည့် ခသုံးလုံးပုံစံဝင်နေပြီဆိုရင်သူတို့ဤစိတ်ထက်တက်ချွာလာစေရန်တနည်းနည်းဆောင်ရွက်ရန်လိုအပ်နေပြီလို့ညွှန်ပြနေသည်။လောက်သမားများစွန့်ရင်ဖြူဝမှု၏အခြေခံမှုများအနေနဲ့အထူးအချက်တစ်ခုမှာမလုံပေးခြင်းပင်ဖြစ်သည်။ဤအခြေခံမှုသည်ထူးချွန်သောလောက်သမားများကိုအတိမတ်ပြုရာရောက်သောကြာဇာတုတို့မြင်ပေးခြင်း၊စုများချင်းမြင်ခြင်း၊ bonus ပေးခြင်း၊လဆာတို့ပင်ချို့တို့တို့ပင်ချို့တို့သည် manager ရောအလုပ်သမားများကိုပါစိတ်ချခွန်အားပေးရရောက်သည်။ ချိုးပြေလုပ်ငန်းရှင်များသည်မိမိတို့၏လုပ်သမားများကိုခရုမပြုဘဲနေခြင်းသည်အမျက်ကိုထိခိုက်စေနိုင်သည်လူတိုင်းသည်မိမိလုပ်ကံရသောအလုပ်ကြီးသည့်ဖြစ်စဉ်ငယ်သည့်ဖြစ်စဉ်အထိုက်အလျောက်တမိုးထားခြင်းကိုခံယူလိုကြသည်အသိမှတ်ပြုသည့်စကားတစ်ခွန်းနှခွန်းကားပင်လျှင်အလုပ်သမားတို့၏စိတ်ဓာတ်တက်ကြွမှုကိုဖြစ်ပေါ်စေသည်တို့ရာတွင်ထိုတစ်ခွန်းနှခွန်းများသောစကားတို့သည်အစုံမြေသဘောဖြင့်စုပူချိန်မောင်းခြင်းဝေဖန်ဖြစ်တင်ခြင်းမျိုးဖြစ်လျှင်တို့၏စိတ်ကိုလုံးစုံပြင်းမြအစာစိတ်ဓာတ်ချစင်နိုင်ပေသည်စုပူစုပူ ကျိန်းမောင်းပြစ်တင်ခြင်းသည်ကြောက်ရွံ့စေမှုကိုသာဖြစ်ပေါ်စေနိုင်ပြီးအားပေးချီးမွမ်းခြင်းသည်စိတ်အားထက်သန်မှုကိုဖြစ်စေနိုင်သည်ကိုသတိပြုရလိုအပ်သည်။အလုမာများကစိတ်အားထက်သန်လေးလေးသူတို့၏ဂုဏ်ထုတ်လုပ်မှုတို့တက်ရည်ရည်မှန်းချက်ပုံမထက်သန်လေးလေးပင်ဖြစ်သည်။မကြသည်မီကဆာရဲသူသည်အတိမိတ်ဆွေ၏ဆက်ယုံသူသွားရာလမ်းတွင်ဆက်ယုံတယုံ၏အဝင်ထိပ်အနီးရှင်နေရန်အမြင့်တွင်ရေးဆွဲထားသောဇာလံတစ်ခုကိုအမတ်မတင်ဖတ်မိခဲ့သည်။တင်မနှက်ပြန်အလုရှာမိဒုက္ခကယနေ့ အလုတ်လုတ်ခြင်းထက်ပို၍ပင်မပါသည်စကလုံးအတိအကျမမမိတော်လဲဤသဘောမျိုးပင်ဤသာထသည်ဤစာတန်းကိုစိတ်ဝင်ဝင်ဝါတဲ့ချိတ်ဆွဲထားရာအာဇုမန်တဲ့ဝင်လာသောအလုတ်သမားများ၏ရှင်ဝါကိုကန်လိုက်သောအထိတ်ပဲဖြစ်နေသည်ဒီနေ့မင်းအလုတ်မချိုးစားလင်မနေ့ပြန်အလုတ်ပြုတ်မိဟုသောသဘောဖြစ်ပြာရောက်ရောက်ချင်းစောင့်နေထွန်းတက်ကဲ့သို့ဖြစ်သည် တဲဝိုက်ချင်းချိုက်ချင်းချောက်တီသဘောပါလေသည်ရင်းသူတော်စာတမ်းမျိုးရင်းမိအစားကဗျာဆရာ၏အမြင်ကိုမသိတော့လဲကျွန်တော်အလို့ရနေတော့ကဗျာချူလေးတစ်ခုကိုဆက်ယုံအလုဌာနာဝန်ထမ်းအားလုံးမြင်သာသောနေရာ၌ချိတ်ဆွဲထားလျင်အကျိုးရှိမိတယ်သည်မင်းမပါဘေးရမပြီးမင်းကြီးလည်းဘေးဟာမပြီးသူမပါဘေးရမပြီးသူကြီးလည်းဘေးဟာမပြီးငါမပါဘေးရမပြီးငါကြီးလည်းဘေးဟာမပြီးမင်းသူငါလူကအစုံမအလုံးစုံပြီး ဤကပြလေးသည်ညဉ့်ညွတ်မှုဘူဟောင်းဆောင်ရွက်မှုတို့ကောင်းမဆန်စေလိုမှုတို့ကိုညဉ့်ညွန်းတီတာမက အလုတ္တမစီမံခန့်ခွဲသူနှင့်အလုရှင်တို့အကြားတွင်ဓာတ်ညူရည်သူတမိုးထားမှုကိုပေါ်လွင်စေသောသဘောရှိသည်ဟုယူဆသည် လုံသားများကိုမလုံပေးခြင်းတပြင်းညီဆက်ဆံခြင်းစီမံခန့်ခွဲမှုတွင်ပါဝင်ပတ်သက်စေခြင်းတို့သည်လုပ်ငန်းတစ်ခုလုံး၏ကုန်ထုတ်လုပ်မှုအချိန်ကိုမြင့်မားမြင့်ဆန်စေသည်အလုပ်သမားတို့၏မျိုးဝန်းကိုဆုရှာတောက်ပါစေသည်အုံနောက်ကိုထမြက်စေသည်အလုပ်ကိုအလုပ်မှုမထင်မှတ်တော့ဘဲအခွင့်အလမ်းတရက်ဟုမြင်လာစေနိုင်ပေသည်ဦးဝင်းကျော်ယခုလိုအချိန်ပြင်းနာဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါသည်အလုံးပဲပြီးဟန်ပေါင်းကင်းစင်ပြီးကိုစစ်နေပြချမ်းမှချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ